အားလုံးမင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအာဂါသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဘာစီလိုနာအသင်းကတော့ဒါလက်ရှိပေါ့လေ sorry ကလပ်အသင်းဖြစ်တဲ့ AR AR ဟာလီအသင်းစီမှာကစားနေတယ်ပေါ်တူဂီနောက်ခံကစားသမားဖြစ်တဲ့ဂျောက်ကန်ဆယ်လိုကို ခေါ်ယူဖို့ကလပ်တင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Favoros London ကဖော်ပြထားတယ်အမန်ချက်စတာစီးတီးအသင်းစီမှာကစားနေစဉ်တုန်းကကစားသမားကိုဘာစီလိုနာအသင်းကကျွန်တော်တို့ပေါ့လေအငားနဲ့ခေါ်ယူခဲ့ပြီးတော့မှအပိသက်မခေါ်ခဲ့တဲ့အတွက် ကန်ဆယ်လိုကမန်ချက်စတာစီးတီးအသင်းစီပြောင်းရွှေ့ပြီးတော့မှမန်ချက်စတာစီးတီးအသင်းစီကလည်း AI အဟာလီအသင်းစီကိုပြောင်းရွှေ့သွားရလဲဖြစ်တယ်။လက်ရှိမှာတော့ဘာစီလိုနာအသင်းကကန်ဆယ်လိုကိုတကြောပြန်ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။ဒါအပြင်ကျွန်တော်တို့ဒါဘာစီလိုနာအသင်းကလာမန်ဒန်စီထရန်စပါဝင်းဒိုးမှာပေါ့လေဒါကျွန်တော်တို့ဘိုင်ယန်မြူနစ်အသင်းရဲ့ကစားသမားဖြစ်တဲ့ဥပါမီကန်လိုကိုခေါ်ယူဖို့ဒါကျွန်တော်တို့ဘိုင်ယန်မြူနစ်အသင်းစီကိုတရားဝင်ကလပ်မှုတချို့ရှိခဲ့တယ်ဆိုပြီးတော့မှမန်တိုဒီပိုဒီပိုကဖော်ပြထားတယ်။ ထူရကီကလပ်အသင်းဖြစ်တဲ့ဂလာဆာရီအသင်းကတော့ January Transfer Window မှာအတလန်တာအသင်းကနေပြောင်းရွှေ့ဖို့ကြိုးပမ်းနေတဲ့အတလန်တာအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့လွတ်မန်ကိုပိုးစိတ်ဝင်စားနေရလဲဖြစ်တယ် Manchester United အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Casemiro ကတော့ Lamine Nuyer's Transfer Window မှာ United အသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့အနေအထားကြောင့်မလို့ဒါ United အသင်းကကွင်းလယ် option နေပေါ့လေဒါ Casemiro ရဲ့နေရာမှာအစားထိုးနိုင်မှုရှာဖွေလျက်ရှိပြီးတော့ပါလက်ရှိမှာတော့ ော်ဒမ်ဖော်ရက်အသင်းရဲ့ကွင်းလက်ကစားမဖြစ်တဲ့အီလော့အန်ဒါဆန်အပါအဝင်ခရစ်စတဘယ်လီတီရဲ့ကွင်းလက်ကစားမဖြစ်တဲ့အာကျွန်တော်တို့ပေါ့လေဒါအဇံဝါတန်တစ်ဖက်ကဝဘနာအသင်းရဲ့ကွင်းလက်ကစားမဖြစ်တဲ့ကျွန်တော်တို့ဂိုမတ်စ်တိုကိုခေါ်ယူဖို့ယူနိုက်တက်အသင်းဘက်ကစိတ်ဝင်စားတယ်ဆိုပြီးဖော်ပြထားတယ်။ဒါပေမဲ့လို့ကစားမနှစ်ယောက်ဖြစ်တဲ့ကျွန်တော်တို့ဖော်ရက်အသင်းရဲ့ကွင်းလက်ကစားမဖြစ်တဲ့အီလော့အန်ဒါဆန်ကိုနော်ဒမ်ဖော်ရက်အသင်းကပြောင်းရွှေ့ခြင်းယူရိုတန်းတရာဝင်ခြင်းတတ်မှတ်ထားပြီးတော့မှ ခရစ်စတယ်ဘဲလက်အတင်းကြီးရဲ့ကွင်းလက်ကစားမဖြစ်တဲ့အတန်ဝါတန်ကိုလည်းဥရောပအတင်းတွေကအပြိုင်လိုချင်နေတဲ့အနေအထားကြောင့်မလို့ခရစ်စတယ်ဘဲလက်အတင်းကပြောင်းရွှေ့ခြင်းယူရိုတန်တရာဝင်ခြင်းတတ်မှတ်ထားတာလည်းဖြစ်တယ်။တစ်ဖက်မှာတော့ဒါကျွန်တော်တို့ပေါ့လေအာဒီ PSG အတင်းကတော့ အဲ့တို့အနေနဲ့အတလက်ကောမက်ထရစ်အသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ Junior Everest ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အချိန်မှာဥရောပအသင်းတွေဖြစ်တဲ့ Barcelona တစ်ဖက်က Chelsea အသင်းတို့နဲ့အပြိုင်လိုက်ရမယ့်အနေအထားဖြစ်တယ်။လက်ရှိမှာတော့ Barcelona အသင်းက Chelsea အသင်းကပေါ့လေဒါကျွန်တော်တို့ Everest ကိုကလမှုတချို့ရှိခဲ့တဲ့အနေအထားကြောင့်မလို့ Barcelona အသင်းက Everest ကိုခေါ်ယူသွားတော့မှာမဟုတ်ဘဲနဲ့တခြားသော option တွေကိုပြတ်မှတ်ထားနေတဲ့အချိန်မှာပဲ PSG အသင်းကလည်း Julian Everest ကို Chelsea အသင်းနဲ့အပြိုင်ပေါ့လေခေါ်ယူသွားတော့မှာမဟုတ်ဘူးဆိုပြီးတော့မှ Sky Germany ကဖော်ပြထားတယ်။တစ်ဖက်မှာတော့ဒါကျွန်တော် Arsenal တင်းက Real Madrid အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ Rodrigo ကိုပြောင်းရွှေ့ချေ Euro 360နဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီး Mando Depo Depo ကဖော်ပြထားတယ်။ Rodrigo တော့လက်ရှိမှာကျွန်တော်တို့ Arsenal တင်းကပြောင်းရွှေ့ချေ Euro 360နဲ့ဒါကျွန်တော်တို့ခေါ်ယူမယ်။ဒါအပူဘောနဲ့နေနဲ့တန်း20စုစုပေါင်းတန်း80 packages နဲ့ခေါ်ယူဖို့ဒါကျွန်တော် Arsenal တင်းကစိတ်ဝင်စားနေပြီးတော့မှ ဒါရိုဒီโกရဲ့အနီးပြဖြစ်တဲ့ဒီဇာဗီအလွန်ဆိုရဲ့ဆုံးဖြတ်ချက်ပေါ်ပူတည်ပြီးတော့မှအာဆင်နယ်တင်းကကစားသမားကိုအရခုကိုချိုးပန်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။ဘာယာမြူနစ်တင်းကတော့ကျွန်တော်တို့ဗောလေပြီးခဲ့တဲ့နွေရာသီ Transfer Window တော့က Chelsea အတင်းကနေတရားတီအငားခေါ်ယူထားတဲ့ကလပ်သစ်အစင်ကော်တိုက်စစ်ကစားသမားဖြစ်တဲ့ Nicolas Jensen ကိုလာမယ့်ဆောင်းရာသီ Transfer Window မှာ Chelsea အတင်းစီပြန်ပို့သွားမှာမဟုတ်ဘူးဆိုပြီးတော့မှ Sky Germany ကသုံးသပ်ထားတယ်။ဆိုတော့ Nicolas Jensen ကိုတော့ဘာယာမြူနစ်တင်းက ဒီတရားဒီလုံးပေါ့လေကလပ်အသင်းမှာပဲဆက်ထိန်းထားမယ်ဆိုပြီးတော့ပေါ်ပြထားတယ်ပေါ့လေဆို ဒေါ်မွန်သင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဂူရာစီကိုတော့မန်ချက်စတာယူနိုက်တက်တင်းကခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှမန်ချက်စတာနျူးစ်ကဖော်ပြထားတယ်။လာမယ့်နွေလီထရန်စပါဝင်းတို့မှယူနိုက်တက်အသင်းနေနဲ့တိုက်စစ်မှုတယောက်ခေါ်ယူသွားမှဖြစ်ပြီးတော့မှကလပ်သင်းရဲ့ဒါအသင်းရဲ့ပေါ့လေစစ်စတန်ရမလိုအပ်တော့တဲ့ကစားသမားတွေကိုအပိတက်ရောင်းချသွားဖို့ကြိုးပမ်းနေပြီးတော့မှဒီကစားသမားတွေရဲ့နေရာမှာ quality မြင့်တိုက်စစ်ကစားသမားတွေကိုယူနိုက်တက်အသင်းကထပ်ဖြည့်သွားဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှဒါကျွန်တော်ဖော်ပြထားတယ်ပေါ့လေ။ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာ ခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်